မင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးဗမောတင်အောင် ရေးသားတော်မြားတပည့်ယုံလို့အမည်ရတဲ့မဂ္ဂဇင်းဝတ္ထုကိုအပိုင်း၄ဇသိမ့်ပိုင်းနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ နားဆင်ကြည့်ပါအောင်ခင်ဗျာကိုထွန်းတောက်ဒီဒေါသကလေးအနှဲငယ်ထွက်လာတဲ့ပြင်ပြောလို့သောစကားကိုဆက်၍မပြောနိုင်သေးပဲနားထားလိုက်ရပေသည်သူဒီစောစောကကဲ့သို့အေးချမ်းတည်ငြိမ်သောအမူအရာတော့မရှိတော့ဘူး သွေးနဘူးကြောများသည်ပေါ်လွင်၍လာက သွေးမင်းနေသောမျက်လုံးသည်တောက်ပြောင်၍လာ၏ပြီးတော့မျက်နှာ၌ရှိသောသွေးကြောများသည်တွက်လက်လှောက်ရှားလာသဖြင့်မျက်နှာသည်နီရဲ၍လာပေသည်ခင်သည်ကိုထွန်းတောက်၏ရုပ်ရှင်ပြောင်းလဲသွားသောအမူအရာနှင့်ရုပ်တွင်ကိုကြည့်ရင်ရင်ထဲ၌ဖိုးလာသည်ဒီစာရေးဆရာတွေဟာဘလောက်မတီးဆိုးွားတဲ့လူစားတွေလဲဆိုတာခင်မစဉ်းစားကြည့်စမ်းပါဦး သူတို့ကသူတို့ရေးချင်တဲ့အကြောင်းကိုအဖြူပေါ်အမဲတင်ပြီးရင်သူတို့ရဲ့အလောက်ဟာတခါတည်းပြီးပြီလို့သဘောထားပြစ်လိုက်ကြတာဟာဘလောက်တောင်းဝန်မဲ့လိုက်တယ်လဲဘလောက်မတိဆိုးွားလိုက်တယ်လဲဒီရက်သေးကတော့သူတို့ကိုယ်ကိုတကယ်လူတက်ကြီးတွေလို့သွေးနှထင်ရောက်နေကြသေးတယ်ကိုထွန်းတော့ဒီ၎င်း၏ခံစားနေရချက်ကိုနာကြီးနေတဲ့ဖြင့်၎င်းအားဖန်ဆင်းသောအဝတ်တယောက်ကိုသာမဟုတ်တော့ပဲစာရေးစရာမှန်သမျှကိုအသက်လွတ်နှံနေပေသည် ထိုကဲ့သို့စိတ်ထဲတွင်ရှိနေသည်များကိုအထောက်လိုက်ရသဖြင့်ကိုထွန်းတောက်သည်စောစောကထက်နေသာထိုင်သာရှိသွားပုံနဲ့ရလေသည်ခင်သည်မိမိနှင့်လာရောက်ကပြသောဆိုင်ရေးစရာအော်အော်၏ဇက်ကောင်ကိုကြည့်ကာ၎င်းညီတော်နှင့်သည်များကိုနားထောင်ရင်သူ့အားတတ်ညာခြင်းတလို့ရှိလာ၏တို့ရတွင်ကိုထွန်းတောက်သည်ခင်မျော်လင့်ဆောင်သားနေခဲ့ရသောအိမ်မက်ထဲကချစ်သူတယောက်အဘယ်နည်းနည်းမှမဖြစ်နိုင်တော့သည်ကိုတော့ခင်သည်ကောင်းစွာစဉ်းစားမိပေသည် ခင်ကမျော်လင့်၍ဆောင်းသန်းနေခဲ့ရသောအိမ်မက်ထဲကရှိသူသည် စာရေးစရာအော်အော်အပြည့်စုံဖန်ဆင်းထားသောဇက်ကောင်မျိုးနှင့်ကွာခြားကျင်တိုင်းကွာခြားလာပေသည်ထို့သူသည် မိုးကျချွေကိုထက်ပင်ရှောမောလှပ၍တကယ်လူစွမ်းကောင်းတစ်ယောက်သာဖြစ်နိုင်ပေသည်ထို့သူသည်ခင်အလိုကိုကောင်းကောင်းကြီးနားလည်ထားနိုင်ပြီဖြစ်၍ခင်အလိုအစနာအတိုင်းအဆအဆအရာရာကြိုတင်စီမံထားနိုင်ပေသူသာဖြစ်နိုင်ပေသည်ယခုအခါခင်ရင်ဆိုင်၍တွဲပတ်ကပြနေရသော အုပ်အောရီဇက်ကောင်မှာခင်ရီမှန်းထားသော ရေချိန်နှင့်အပြတ်အသတ်ကွာလှမ်းလာသည်အုပ်အောရီဇက်ကောင်မှာအလိုက်လဲမသည်ကြပြလဲမဆန်ပြီးတော့သူသည်ခင်အလိုဆန္ဒကို ကြိုတင်နားလည်ထားဖို့ဝေးစွာ သူကိုယ်သူဘာမှန်တည်တည်ချက်ချနှင့်ထင်ထင်မြင်မြင်ရှိသူမဟုတ်တို့ရတွင်စာရေးစရာအုပ်အောကအပီးအပြတ်နှင့်မပြည့်မစုံဖန်ဆင်းထားတဲ့ဖြင့်စီကမ်းမဲ့တွာလာကလေလွင့်နေရသော ကိုထုံးတောက်ကိုတော့ ခင်ကတညယုံမြတာရှိမည်ဒီထက်တော့မပိုနိုင်မည်ကိုထုံးတော့သည်သူစိတ်ထဲတွင်ရှိနေသည်။ကလေးကို နောက်ထပ်နောက်ထပ်၍အံထုတ်ပြန်လေ၏မူလကကိုအောင်မင်းဟာသူတော်ဘောနဲ့သူလှုပ်ရှင်တာလှုပ်နိုင်တာပဲဆိုပြီးကျုပ်သူခန်းတဲ့မြောက်ကိုခိုင်းရအောင်ဖန်ဆင်းထားတယ်ကျုပ်ကိုသူကပဲဘီယက်စီအင်ဂျင်နီယာတင်ပေးလို့ပေးအမွေလဲရအောင် လုပ်ပေးလို့လုပ်ပေး ဒါနဲ့တော့မပြီးလိုက်သေးပဲစိတ်ကူးရင်နေတဲ့ခင်မင်းများနဲ့ပေးစားခဲ့တယ်။နောက်တော့ကျုပ်အင်မတန်ရှစ်တဲ့မိန်းမလည်းနောက်နေနဲ့ထဲပေးလိုက်တာဟာလေကိုအောင်မင်းမဟုတ်လား။ကိုထုံးတော့ဒီလက်သီးလက်မောင်းမရပင်တန်း၍လာလိမ့်ပြီ။ခင်ဒီရင်တဖိုးဖိုးနဲ့နားထောင်နေရပေ၏။လဲလေလင်ငယ်နဲ့ထဲပေးလိုက်ရပြီတဲ့နောက်ကျုပ်ကိုအယူလို့လှောက်ခိုင်းတာကန်တရားနဲ့ဖျားသခင်မဟုတ်ဘူးဗျ။ဒီအော်အော်ဆိုတဲ့စာရေးဆရာပဲ။တော်တော်ရက်ဆက်ဆိုးွားတဲ့လူတယောက် ကျုပ်ကိုဒီလိုအယူတစ်ပိုင်းနဲ့လှုပ်ထားပြီးမှကျုပ်ထိုင်းနဲ့ကျုပ်ကန်းဆိုပြီးသူကနောက်ထပ်ဘာမှအရေးမဆိုင်တော့ပဲပြစ်ထားလိုက်တာကတော့ဘလောက်တောင်းဝန်မဲ့တယ်လေတကယ်ဆိုတော့သူထားသလိုနေသူခန်းသမျှလှုပ်ရတယ်ကျုပ်လိုလူတယောက်ကိုဒါလောက်ဥပိ္ပခါပြုထားဖို့မကောင်းပါဘူးအခုလိုယူတော်ပိုင်းဖြစ်ပြီးလင်းလွင့်ခြောက်သွားနေရတာနှစ်နှစ်ကျော်ပြီဒီနှစ်နှစ်အတွင်းမှာကျုပ်ခံခဲ့ရတဲ့ဒုက္ခတွေကိုစာဖွဲ့ပြရင်စာအုပ်ကြီးတအုပ်လောက်ဖြစ်နိုင်တယ် ဒါပေမဲ့ကျုပ်ကစာရေးစရာမဟုတ်လို့ရေးလည်းမနေပါဘူးကျုပ်တက်နိုင်တာကကျုပ်ဘသူခိုင်းတော့ကိုမှအယူကြီးလို့စောင့်မနေတော့ပဲကျုပ်လှုပ်ရှင်ရကိုလှုပ်လှုပ်လက်လက်လှုပ်တော့မယ်ဘသူကကျုပ်ကိုဗားတက်နိုင်အောင်မှတဲ့လေပြောပေါ်ပြောချင်သေးတယ်လေဘာစာရေးစရာလဲကျုံဟာကျုပ်ဘသူကိုမှငဲကွက်စရာမိခိုနေတရားမလိုတော့ဘူးကိုထုံးတော့ဒီအားရလောက်အောင်ပြောဆိုပြီးဟန်ဖြင့်စီကလက်တလေးကို ထုတ်ယူပြန်ကမင်းကြီးလေ၏ခင်သည်ကိုထုံးတောင်း၏ခံစားရချက်များကိုနားထောင်ရသဖြင့်သူ့အပေါ်၌ဂယုဏတက်ရှင်းများဖြစ်ကသူ့အားအဘယ်ကဲ့သို့နီလန်းဖြင့်ကိုငြိမ်နိုင်ပါမည်လဲဟုစဉ်းစားခြင်းပြုမိလာ၏တကယ်ဆိုတော့ကိုထုံးတောင်းသည်ဆာရေးစရာအော်အော်၏မပြည့်မစုံနှင့်တပိုင်းတလန်ဖန်ဆင်းဆွလို့ထားခြင်းခံခဲ့ရသောတရားဝါရကောင်မျှသာဖြစ်ပေသည်တို့ရတွင်ယခုအခါ၌ကိုထုံးတောင်းသည်၎င်း၏ခံစားနေရသောဘဝကိုနာကြီးလာပြီဖြစ်သည်ဖြင့် ကောင်းအားဖန်ဆင်းသူကို ပုံကန်ခြင်းပြုလာပေပြီ ထို့ကြောင့်ခင်ကထိုတတဝါအားကုညီမည်ဆိုလျင်သူ့အားတကယ်တတဝါဖြစ်မြောက်သွားအောင်ရိုင်းမင်းကုညီဖို့သာရှိလေသည်ထို့သောကုညီနိုင်အောင်လမ်းသားကိုရှာဖွေပြသခွင့်သာရှိပေမည်မြားသည်ပဲယုံသည်တိတ်ဆိတ်ငြိမ်သက်ခြင်းဤခြင်းတွင်၌လူးလွန်ခြင်းပင်မပြုတော့တို့ရပင်စည်းစာကတော့ရှုံငိမ့်သွားကြလေပြီထို့ကြောင့်အမောင်တက်တီတာဖုံးလွှမ်းနေဤ ခင်ဒီမိထုံးဖို့ရှိသောအလုပ်ကို မေ့နေရှာ၏အမှန်ကတော့ခင်ဒီစောစောက အိမ်သို့လာ၍တောက်ကြစားကြရမှာပြန်သွားကြသောဧည့်သည်များနှင့်လိုက်ပါသွားသည့်မောင်ကိုပင်မေ့လျော့နေပေသည်ခင်မမေ့တာက စားရေးစရာအော်အော်၏တနာစရာ ကောင်းလာသောဇက်ကောင်ကိုသာဖြစ်လေသည်ကိုထိုးတောက်သည်စိတ်ကလက်တလိုက်အားကုံအောင်တောက်ရှူပြီးနောက်သူ၏စကားကိုဆက်ပြန်၏ကျို့ဘဝဟာဒီအချိန်နဲ့ရောက်တော့ကိုအောင်မင်းကိုဘာမှထောက်ထားတရားလည်းမရှိတော့ဘူးထင်တယ် သူကဖန်ဆင်းပေးထားတဲ့လူဖြစ်လာတဲ့အတွက်လေသူ့ကိုဘာမှကျေးဇူးတင်နေစရာမလိုတော့သူကျုပ်ကိုဖန်ဆင်းခါစားကသူပေးလိုက်တဲ့အတန်နဲ့အတွေးကော်ဟာကျုပ်ကောင်းထဲမှာရှိတော့ရှိသေးတယ်ဒါပေမဲ့သူ့ဝိတုဇလန်ထဲမှာ ကျုပ်ကားပြခဲ့ရတဲ့ဇက်ကွက်ဇလန်နဲ့ဘလို့မှမဆိုင်ဘူးတလွဲစီဖြစ်နေတယ်ကြည်စမ်းပါဒီစာရေးစရာတယောက်ဟာဘလောက်ကမောက်ကမ နိုင်လိုက်တယ်ဒီလိုစာရေးစရာတယောက်ရဲ့ဝိတုတွေကိုဘသူကရောဖတ်ရှင်အောင်ပါလဲ ခင်မဲ့စဉ်းစားကြည့်တမ်းပါအဲ့ဒါလို့အမီးမောက်မတဲတဲ့စာရေးဆရာတယောက်ရဲ့ဝိထုတဲကဇက်ကောင်ကရောဘလို့များအမီးမောက်တဲ့နိုင်အောင်မလဲချင်းချင်းနဲ့ဘုံဝင်းသာဝေခံရမယ်ဆိုရင်ကျုပ်ဟာလူကောင်းတယောက်လားလူဆိုးတယောက်လားဆိုတာကိုအခုတက်ထိကျုပ်ပေါ်၌ကမယိမ့်မိသေးဘူးဗျာထို့သူဤပွင့်လင်းရိုးသားစွာပြောကြားလာခြင်းကို ခင်သည်များစွာ နှင်ချိုက်မိပေသည်ထို့ကြောင့်ခင်သည်မှောင်ထဲ၌ပင်ဖြစ်လင့်ကြသည် ူကိုလှလှပပကလေးပင် ပြုံးရပြလိုက်မိသည်လူတလောကလုံးနှင်းနှင်းချာချာကြီးအိမ်မောကြနေတဲ့အချိန်မှာကိုအောင်မင်းတယောက်ဟာသူများတကလို့လည်းမအိပ်နိုင်ရှာဘူးစေးတံကလေးတစ်ချောင်းနဲ့သူ့အခန်းကလေးထဲမှာစာရေးစပွဲမှာမညောင်းမညာထိုင်ရချာတယ်ဗျာဒီလိုထိုင်ရင်ငါဘာလို့စာရေးရတလဲလို့သူ့ကိုကိုမေးတတ်တယ်ကိုအောင်မင်းဟာနာနာကြီးကြီးဆိုလို့ဘာမှခံနိုင်ချာတဲ့လူတယောက်မဟုတ်တော့ သူခံနေရတဲ့နာကြီးချက်တွေကိုငါဘာလို့စာရေးရတယ်လဲလို့သူ့ကိုယ်ကိုမေးရင်ရေးရှားလိုက်တာပဲဖြစ်လိမ့်မယ်ထင်ပါရဲ့ခင်ရဲ့ထို့သူဤအတန်ဒီအကွဲတုံရင်တလို့ဖြစ်လာရမှာစကားအဆုံးတွင် တိုးဝင်၍သွားပေသည်ခင်သည်ကိုထွန်းတော်၏စကားကိုနားထောင်ရင်ရင်ထဲမှာမဖြစ်စဘူးသောဝေဒနာတရက်ကိုလှိုက်လိုက်လေလေခံစားရလေသည်ခင်သည်ကိုအောင်မင်းနှင့်ကိုထိုးတောင်းဆိုသောတရဝနှစ်ယောက်အနေနဲ့ ဘယ်တင်းအတွေ့ထိုဝေဒနာကိုခံစားရသည်ဟူ၍တော့မခွဲခြားတတ်ပေခွဲလဲမခွဲခြားခြင်းပေကိုထုံးနောက်သည် ကိုအောင်မင်းဤဝိညာဉ်လောတူဒီမဟုတ်ထိုလူနှစ်ယောက်သည်တယောက်စီနှင့်တဘဝစီပင် ဖြစ်ကြသလိုခင်သည်မဝေခွဲနိုင်အောင်ရှိနေ၏မြားတပည့်ယုံသည်အလင်းရောက်ကိမဲ့ကမှောင်မဲတိတ်ဆိတ်၍ငြိမ်သက်နေပေသည်ခင်သည်မီးဖွင့်ဖို့တာမဟုတ် မောင်းကိုပါမေ့နေ၏ ခင်ကမေ့နေသည့်တိုင်အောင်ကိုထုံးတောက်ကလည်းမိထုံးဖို့ရန်တတိမပေးအဘဲကြောင့်တတိမပေးရသည်။ခင်သည်မှောင်ထဲတွင်ပင်ဖြစ်ကလင်ကစားမျက်လုံးများကိုမှိတ်ထား၏။ခင်သည်ကိုအောင်မင်းနှင့်ကိုထုံးတောက်ဆိုသော၎င်းတရဝါနှစ်ကောင်ကိုမှောင်ကြီးတဲ့၌မျက်လုံးကိုပင်မှိတ်ထားကခွဲခြားဖို့စဉ်းစားနေသလော။အဘဲမြကြာမြင့်သည့်တိုင်အောင်ခင်သည်စာရေးစရာနှင့်ဇက်ကောင်အောင်ခွဲခြားရန်ကြိုးစားနေသည်ကိုကတတိမထားမိလိုက်။မမမမ ဟူသောအေးစင်ဤခေါ်တန်ဤအတူမိများရုတ်တရက်လင်းထိန်သွားကမှာမျက်လုံးကိုရုတ်တရက်ဖွင့်လိုက်မိ။ကိုထုံးတောက်သည်သူ့နေရာတွင်မရှိတော့ခင်သည်အသေးအေး၍သွားမိ။တို့ရတွင်မိမိကိုယ်ကိုလှဲစားသလားဟူသောအတွင်နှင့်ဧကန်ဥပတ်ရှိပီယန်နိုခုံဘတ်သို့ရုတ်တရက်ကြီးလိုက်မိ။ကိုထုံးတောက်သည် ထိုနေရာတွင်လည်းမရှိ။ခင်သည်ရင်ထဲတွင်ယုံရင်းဆန်ကားဖြစ်နေ၏။အေးစင်ကိုလည်းမျက်လုံးအပြူသားနှင့်ပြွတိပြူကြောင်ကြည့်နေ၏။ မမအိပ်ပျော်သွားသလားဟုတ်အေးစိန်က၎င်း၏မမအားမေးလာသည်ခင်သည်အေးစိန်၏အမေးကိုမဖြေနိုင်မီခဆိုးဆိုးကအေးစိန်ငွေလင်မန်းနှင့်ယူလာပြီးရှာပေးသွားသောလိမ္မော်၏ဖန်ခွက်များကိုဇပွဲပေါ်သို့လှမ်းကြည့်မိ၏ဇပွဲပေါ်၌ငွေလင်မန်းရောဖန်ခွက်များပါမရှိတော့ခင်သည်အေးစိန်ကိုထိတ်လန့်စွာ ကြည့်ပြန်လေ၏မမဘာဖြစ်တယ်လဲဟုတ်အေးစိန်ကပဲမေးလာ၏အေးစိန် မင်းကငါစိုးစိုးကမှားတဲ့လိမ္မော်ရီတွေပြန်သိမ့်သွားပါလားဟုတ်မေးဤဘာတွေမေးနေတာလဲမမကျမကမမဘယ်တော့ကလိမ္မော်ရီမှားတော့လေခင်ဒီကြက်သိမ်းများပင်ထလာဤခင်ဒီအိမ်မက်မက်နေသလားအခန်းဆက်ဒီခင်ဒီကိုလုံးပေါ်မှန်ကြီးချက်တွင် နွမ်းနေစွာရက်ခါမှန်ထဲမှာ၎င်းကုတ်ကိုဇဝေဇဝါကြည့်ကား မောင်အိမ်တွင်မရှိတော့တညက်နေလို့အိမ်မက်မက်နေသလားဟုစဉ်းစားနေရသေးသည်အိမ်မက်မက်ရသည်ဆိုရအောင်လဲမိမိစိတ်ထဲတွင်မက်မက်ရရပင်ဖြစ်နေ၏တတိယနေ၏များသည်ပဲယုံတွင်ခင်တယောက်ထဲကြံရင်ခဲ့ပြီးနောက်ရှန်ထဲတွင် ထိုင်နေရမှ ကိုထုံးတောက်ကိုတွေ့၍ဧကန်းတို့ခေါ်လာခဲ့သည်ကအစခင်သည်အားလုံးကိုကောင်းကောင်းကြည့်ပင်တတိယနေ၏ထို့ကြောင့်အိမ်မက်မက်နေသည်ဟု၎င်းကိုယ်တိုင်လည်းခင်သည်မဝန်ခံခြင်းပဲ အိမ်မက်မဟုတ်လည်းရင်ဒီပြင်ဘာများဖြစ်နိုင်လျာရှိသေးသည်။ဒါကခင်ရဲ့အတွက်ပြဿနာဖြစ်လေသည်။ခင်ဒီကိုလုံးပေါ်မှန်ကြီးချေးမှထွက်လာခဲ့ပြီးနောက်၎င်း၏တေးသက်တယောက်ကထင်ပေါ်တွင်အตาရလှဲ၍ငိန်သက်စွာမှိန်နေလိုက်သည်။တို့ရတွင်အိမ်မက်သည်ခင်ကိုဖန်ဆားထားမြဲထားလေသည်။ခင်ဒီအိမ်နေအာမထားရပြန်၏။များသည်ပဲယုံ၏ပန်ဝင်းကျင်သည်အေးမြတိတ်ဆိတ်၍နေသည်။ငါနဲ့တော့ ဘလို့များဖြစ်နေတာပါလေခင်ဒီ၎င်း၏ယင်အောင်ကို အသာဆန်းရင်တူတူကလေးညင်းညူလိုက်မိလေသည်စောင်းရိတ်မစင်တတ်သေးသဖြင့်ခေါင်းရင်ပြတင်းမှနေအေးသည်တိတ်ကနေတိုးဝင်လာတော့ကြောင့်ခင်ဒီရှမ်းစိတ်စိတ်ဖြစ်သွားသဖြင့်ပြတင်းပေါက်ကိုပိတ်ဖို့တတိယလာကထလာခဲ့ပြီးနောက်ပြတင်းပေါက်မှအပြင်ဘက်သို့အမှတ်တမဲ့လှမ်းကြည့်လိုက်မိသည်တုံးရလာကလေးသည်မြကုံးစဟန်ရှိနေ၏ ပဝဝလာရောင်အောက်ဝဲမထင်ရှားသောပတ်ဝန်းကျင်ကိုဝူတော်ဝါတာမြင်ရ၏။ညသည်ချစ်စရာမကောင်းတော့လေကြည်နူးစရာတော့ကောင်းနေသည်။ခင်သည်ဝူတော်ဝါမြင်ရသောညဤပတ်ဝန်းကျင်ကိုကြည့်ရှုရင်ညနေတောင်ကကိုထုံးတောက်ကိုစားတွေ့ခဲ့ရသောဝယုံပင်များဖက်စီတို့အမှတ်တမဲ့လှမ်းမြော်၍ကြည်လိုက်မိပေသည်။လာရောင်မှုံမောမောကြားရောက်နေသောဝယုံပင်ရိတ်ဝဲမထင်မရှားသောလူတစ်ယောက်ဤမဲမဲတံတန်းလိုတစ်ခုကိုတွေ့လိုက်ရပေသည်။ခင်သည် ရင်ထဲ၌ဖိုလှ၍လာလေသည်ကိုထွန်းတောက်ဟင်ကိုထွန်းထောက်များလားခင်းတော့ပြားမှတတတတတန်သည်ရုံထွက်၍လာလေသည်တို့ရပင်ခင်သည်အိမ်မက်မက်နေသည်ကမဟုတ်တော့နိုးနေ၏တတိရနေ၏အိုးဂတိဘဝမှာပင်ခင်သည်ရက်နေသည်မဟုတ်တလော ဝရုံပင်ရိတ်ဝဲထိုမဲမဲတတံကတော့မတုံမလောက်တာရက်နေခင်သည်ဝရုံပင်ရိတ်စီတို့အတန်ကြာများဆူဆား၍ကြည်နေလျာမိမိသည်အိမ်မက်မက်နေသည်မဟုတ်ကြောင်းကိုကောင်းကောင်းကြီးသတိရလာလေသည်ခင်သည်တက်ပြင်းကိုလေးလေးရှာရင်ပိတ်စရာရှိသော ပြတင်းပေါက်တကားကိုမပိတ်ရှင်ပိတ်ရှင်နဲ့နောက်ဆန်တငင်ငင်ပိတ်လိုက်ရလေသည်ခင်ရေးစိတ်တို့သည်လေးနေ၏ထိုင်းနေ၏ခင်သည် ညနေဆောင်ကစိတ်ကူးရင်ရင်နဲ့ညင်းညူတန်တနေမိခဲ့တော့တရှင်းကိုပင်အမှန်မရမိတော့ခင်ဒီတညနေလုံးအဲ့ခန့်စကားပြောခဲ့ရတော့ကိုထွန်းတောက်ကို လွမ်းဆွတ်တယ်လို့လို့ဖြစ်လာရင်သူနောက်ဆုံးပြောသွားခဲ့တော့စကားလုံးလေးများကိုပြန်၍တတိရလာမိ၏လူတလောကလုံးနှစ်နှစ်ချာချာကြီးအိမ်မောကြနေတဲ့အချိန်မှာ ကိုအောင်မင်းတယောက်ဟာသူများတကာတို့လည်းမအိတ်နိုင်ရှာဘူးစေးတန်ကလေးတစ်ချောင်းနဲ့သူ့အခန်းကလေးတဲက စာရေးစပွဲမှာမညောင်းမညာထိုင်နေရချာတယ်ဗျာဒီလိုထိုင်ရင်ငါဘာလို့စာရေးရတယ်လဲလို့သူ့ကိုယ်ကိုမေးတတ်တယ်ကိုအောင်မင်းဟာနာနာကြီးကြီးဆိုလို့ဘာမှခံနိုင်ချာတဲ့လူတယောက်မဟုတ်နေတော့သူခံနေရတဲ့နာကြီးချက်တွေကိုငါဘာလို့စာရေးရတယ်လဲလို့မေးရင်ရေးချလိုက်တာပဲဖြစ်ပါလိမ့်မယ်ထင်ပါရဲ့ဗျာကိုထွန်းတောက်ကကိုအောင်မင်းအကြောင်းကိုကြည်ကြည်ကွယ်ကွယ်ပြောပြသွားခဲ့ပြီးသည် ကိုအောင်မင်းကိုအောင်မင်းခင်ဒီကိုအောင်မင်းကိုတတိရလာကသူ၏နာမည်ကိုခေါ်လိုက်မိ၏ခင်ဒီမိမိအမားများကို နောင်တရမိ၏ရက်ဆက်မှုကိုလည်းကြေကွဲမိ၏ထို့ကြောင့်ကိုအောင်မင်းထံယနေ့ညနေခင်းကအဖြစ်အပျက်များအားလည်းပြောပြရင်အကျိုးအကြောင်းစာတစောင်လောက်ရေးဖို့စိတ်ကူးရလာလေသည် ထို့ကြောင့်ခင်ဒီ၎င်း၏တီးသန့်စာရေးစပွဲစီတို့ခြောက်သွားပြီးလည်းရင် ဇပွဲမှမိခလုတ်ကို ဖွင့်ကာထိုင်လိုက်ပြီးနောက်စာရဆောင်ကိုကောက်၍ရေးလေသည် ရှင်မိတ်ဆွေကြီးကိုအောင်မင်းရှင်ဒီစာကိုဗျုံကနေမမျှော်လင့်ပဲရှင်ဖတ်လိုက်ရတဲ့အတွက်ရုတ်တရက်အံဩတော်မလားတော့မပြောတတ်ပါဘူးဒါပေမဲ့ကျမစိတ်ချလက်ချပြောရတာတခုကတော့ရှိတယ်ရှင်ဒီစာကိုဖတ်ပြီးသွားတဲ့အခါမအံဩပဲနေလို့ကိုရမှာမဟုတ်ဘူးရှင်တိတ်အံဩသွားလိုက်မယ်ဒါကိုတော့ကျမစိတ်ချလက်ချပြောနိုင်တယ် အံဩရမယ်ဆိုတဲ့အကြောင်းကတော့တခြားမဟုတ်ပါဘူးရှင်းလူကိုထွန်းတော့ဂနေ့ညက်နေတညက်နေခင်လုံးကျမစီလာသွားတဲ့အတွက်ပဲဟောရှင်မျက်မှောင်ကျုပ်ပြီးအံဩနေပလားဒါမှမဟုတ် ကျမဘာတွေများခြောက်ရင်းနေတာပါလေလို့စဉ်းစားရများခတ်နေသလားမခတ်နဲ့တော့ရှင်းလူကိုထွန်းတော့ကျမစီလာပြီးလှလှကြီးဒုက္ခပေးသွားတာကတော့အမှန်ပဲရှင်းမပြီးဆုံးသေးတဲ့ဝိထုကြီးကိုဖတ်ပြတော့က ရှင်းလူကိုထွန်းတောက်ကိုကျမဘလို့မှသဘောပေါက်လို့ကိုမရခဲ့ဘူးကိုအောင်မင်းဟာဘလို့ဝိထုနဲ့ဘလို့ဇက်ကောင်များရေးနေတာပါလေလို့ကျမတွေးလို့ကိုမရခဲ့ဘူးကျမဖို့မရနိုင်တဲ့လူတစ်ယောက်ကို ရှင်ဟာစိတ်ကူးရင်ပြီးတွေ့ကြရာ၆ရေးတာပဲလို့တောင်စဉ်းစားမိခဲ့သေးတယ်တကယ်ဆိုတော့ရှင်းလူကိုထွန်းတောက်ဟာ သူလိုငါလိုလူတစ်ယောက်နဲ့ပဲမတူဘူးတတွင်တမူထူးခြားနေတဲ့လူတစ်ယောက်လိုဖြစ်နေတာကို စိတ်ကူးတဲ့ကလူတယောက်လို့ဆိုရမှာပေါ့လေဟုတ်လားကိုအောင်မင်းရှင့်လူကိုထွန်းတောက်အကြောင်းပြောရအောင်မယ်ရှင့်ရှင့်လူကမပြည့်မစုံနဲ့လူတယောက်လို့ဆိုရလိုက်မယ်ထင်တယ်သူနဲ့တွေ့တွေ့ချင်းထူးခြားတာတစ်ခုကဒီလောက်ချမ်းအေးတဲ့ယာတီကြီးမှာသူ့မို့လို့မချမ်းမအေးပိုးအင်းကြီးပပကလေးဝှက်ထားတယ်လူကကြပြားဆန့်ကျင်တယ်လို့လို့နဲ့ဒေါသမကင်ဖြစ်နေတာကတနာစရာကောင်းမနေဘူးလားဒါကိုကျမကမေးကြည့်တော့ ရှင်းလူကကိုအောင်မင်းကိုပဲလက်ညှိုးထိုးပြတယ်။သူပြောတဲ့အတိုင်းသာမှန်လဲဆိုရင်တော့ရှင်ဟာတောင်းဝမဲ့တလို့ဖြစ်နေရကြလိမ့်မယ်ထင်တယ်။ရှင်းလူကတော့တော်တော်လေးထူးခြားပါတယ်။သူ့အကြောင်းကိုလည်းစုံလောက်အောင်ပြောရင်တစ်ချက်တစ်ချက်ရှင်းကိုလည်းအပြစ်တင်သွားတယ်။သူနေရာကကြည့်မယ်ဆိုရင်ရှင်းကိုအပြစ်တင်တာသူ့အဖို့တရားမလွန်လှဘူးလို့တော့ကျမထင်တယ်။သူခင်ဗျာ ရှင်ခိုင်းတာလုပ်ပြီးရှင်ပြစ်ထားတဲ့အတွက်လေလွင့်နေကြရတာနှစ်နှစ်တောင်ကြော်သွားပြီဆိုတော့ဘလောက်တန်းသားစရာကောင်းတယ်လေ ဒါကတော့ရှင်းအလောပဲရှင်းလူအကြောင်းရေးရတာခက်ခက်ပဲကျမနဲ့စားတွေ့ရတဲ့အချိန်မှာရှင်းလူကိုထွန်းတောက်ဟာတလောကတော့ဘသူ့ကိုမှဂယုမဆိုင်တဲ့အနေနဲ့ရှင်းနေပုံရတယ်နောက်ဆုံးကိုကုံပြောရမယ်ဆိုရင်သူ့ကိုဖန်ဆင်းလိုက်တဲ့ရှင်းကိုတော့သူကအရေးဆိုင်တရာမဟုတ်တော့တဲ့အနေနဲ့ပြောနေပါဘောလားသူ့ကိုတရင်တုန်းကရှင်းကဖန်ဆင်းခဲ့လို့သူဟာဖြစ်လာခဲ့ရပေမဲ့ရှင်ကသူ့ကိုပြစ်ထားတဲ့အတွက် သူဟာထူသားပေတာရလာခဲ့ပြီသူ့ဘာသာသူရှင့်ကိုမမိခိုရပဲရက်တည်နေနိုင်ပြီလို့လည်းပြောသွားတယ်ရှင့်တို့ကတော့ကျမဒီလိုပဲနားလဲတယ်ကျမကရှင့်တို့ကိုထွန်းတောက်အကြောင်းဒီလိုရေးလိုက်တဲ့အတွက်ကျမစိတ်နောက်သွားပြီလို့တော့အလင်းစလိုမထင်လိုက်စေချင်ဘူးကျမဟာရှင်ဝိထုတပိုင်းတန်လန်းကြီးကိုခရောင်ချောက်ချာအိမ်မက်မက်နေတာလည်းမဟုတ်ဘူးကျမစီကိုဂုညံ့နေလာရောက်လက်ပတ်သွားတဲ့ရှင့်တို့ကိုထွန်းတောက်အကြောင်းကို ကျမတွေးမြင်ရပြီး ကျမနားနဲ့ကြားရတဲ့အတိုင်းရှင်တိတဲ့နယ်ထင်တို့စေတနာရိုးခံအတိုင်းရေးလိုက်တာပါပဲလေရှင်လူကိုထုံးတောက်လူလူသားမျိုးကိုအဓိကဇက်ကောင်အဖြစ်နဲ့ရှင်ဝတ္ထုကိုရေးရင်ရှင်ဝတ္ထုဟာပျက်စီးသွားမှာပဲလို့တော့ကျမစိတ်ထဲမှာထင်လာတာကိုပြောပြရသည်တကယ်စေတနာနဲ့ပြောနေတာပါကိုအောင်မင်းကျမရိုးရိုးကလေးပြောချင်တယ်ဘလို့မှစိတ်ဝင်စားစရာမရှိတဲ့လူတစ်ယောက်ရဲ့ဘဝကိုဘသူတွေကစိတ်ဝင်စားပါမလဲရှင်ကိုယ်တိုင်ပဲခေါင်းအေးအေးနဲ့စဉ်းစားကြည့်ပေါ့လေဟုတ်ပြီလား ရှင်တို့ဟာလိမ္မာပါနှံ့မှုမရှိကြဘူး။ရိုင်းတယ်လို့ပြောရင်ရှင်စိတ်မကောင်းမဖြစ်ပါနဲ့။မှန်ရာကို ရှင်စာဖတ်ပြည့်တဲ့တယောက်အနေနဲ့ကျမဝေဖန်ခြင်းနဲ့ဝေဖန်နိုင်တယ်ဆိုလို့လေဝေဖန်နိုင်တယ်လို့လည်းထင်ပါတယ်။ရှင်တို့ကိုရှင်တောင်းဝန်မကြည့်ဘူး။ဒါကြောင့်ရှင်တောင်းဝန်ကိုပြည့်စုံအောင်လုပ်စီခြင်းနဲ့ကိုအောင်မင်းရဲ့လူနဲ့ပတ်သက်ပြီးနောက်ဆုံးတတိပေးချင်တာတစ်ခုလည်းရှိသေးတယ်။ခဏညနေခင်းမှာရှင်လူကိုထုံးတောက်ဟာ ကျမအိမ်ထဲကိုကျူးကျော်ဝင်ရောက်လာပြီကျမကိုသူနဲ့အတင်းတွဲရမယ်လို့မဟာတရားလှုပ်သွားတဲ့ကိစ္စဟာကျမအနေနဲ့ရှင့်ကိုထောက်ထားပြီးခွင့်လွှတ်နိုင်ပေမဲ့တကယ်လို့မောင်သားမြင်သွားမယ်ဆိုရင်ဘလောက်များအယုအယုဆိုးကုန်မယ်ထင်တယ်လေရှင့်လူကိုထွန်းတော့အခုလိုဝင်ရမ်းတဲ့အတွက်ရှင့်ဂုံအကျက်တရေကိုပဲထိခိုက်စရာဖြစ်လိမ့်မယ်မဟုတ်လားခဏညနေမှာရှင်းလူကိုထွန်းတောက်ဟာကျမစီကိုလာပြီးမဟာတရားလှုပ်သွားတယ်လို့ နောက်နေ့မှာတခြားမိမသားတယောက်ကိုခုလိုတွားလို့လို့ဟိုမိမသားကမခံနိုင်ရင်မခတ်ပေဘူးလား။နောက်ဆုံးဘသူ့ကိုထိခိုက်မလဲဆိုတာစင်မဲစဉ်းစားကြည့်ပေါ့။ပြီးတော့ကြက်ကြက်တတိပေးကျင်တာက ရှေ့လူကိုထုံးတောက်ဟာတိတ်မိမရကျင်နေပြီနဲ့တူတယ်။အဲ့ဒါကို မလွန်ခင်ရှင်စီစဉ်ပေးမပေးရင် ရှင်းလူရမ်းတာနဲ့အမျှရှင်းမဲ့အချက်ကွဲရလိမ့်မှာမဟုတ်လားခင်ဒီရှေးလျားစွာအာရလောက်အောင် ရေးသားခဲ့ပြီးနောက် ၎င်းဘာတွင်ရေးသားခဲ့သည်ကိုတစ်ခေါက်ပြန်၍ဖတ်ကြည့်လေသည်ခင်သည်၎င်းရေးသားလို့သောအကြောင်းအရာများကိုလုံလောက်အောင်ရေးသားခဲ့ပြီဟုစိတ်ချယုံကြည်သည်ဖြင့်စာကိုအဆုံးတတ်လိုက်လေသည်စိတ်ကိုရင်ဝိထုဇလန်းထဲမှ မပြည့်မစုံသောဇက်ကောင်ကိုခင်သည်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရပြီဖြစ်သောကြောင့်များစွာကျေနပ်မိသည်မိမဖြစ်သူကပင်ပြစ်ထားခဲ့သောကိုထွန်းတောက်လူမျိုးသည်ဘာများအတုံးချ၍ရပါဦးမလဲဟုခင်ကတွေးကြည့်သည် ထိုကဲ့သို့လူမျိုးသည်မရှိတာကပင်၎င်းအတွက်ရောတခြားသူများအတွက်ပါကောင်းလိမ့်မည်ဟုခင်ကထင်မြင်မိ၏ခင်သည်စာရွက်၏နောင်နား၌ကိုအောင်မင်း၏ရှစ်တော်ခင်ဟူ၍လက်မှတ်ရေးထိုးကာစာအိတ်တစ်ခုအတွင်သို့ခောက်၍ထည့်လာပြီးနောက်စာအိတ်ပေါ်တွင်ကိုအောင်မင်း၏လက်ကိုရေးပေးလေ၏ထို့နောက်ခင်သည်အေးစိမ့်ကိုလှမ်းခေါ်ကာမနက်စောစောစာအိတ်ကိုစာတိုက်ပုံးထဲသို့ဂယုတဆိုင်တွားထည့်ပေးရန်မှာကြပြီးနောက် အဝေစားများကိုလဲကအဲ့ရဝင်ခဲ့လေ၏အခန်းဆက်နှင့်၃ရက်ခန့်ကြာသောတညက်နေဆောင်တွင် ခင်သည်အိမ်၌မောင်မရှိသည့်ဖြင့်ခြံထဲ၌တယောက်တည်းအညာအညာပြေးလမ်းချောင်းနေစဉ်စားတိုင်းမှရောက်ကြည့်လာသောခင်နာမည်နှင့်စာအိတ်တအိတ်ကိုအေးစိန်ကလာရောက်ပေးသွားသည့်ဖြင့်စိတ်ဝင်စားစွာ ဖွင့်၍ထတ်ချူမိပေသည်စာမှာကိုအောင်မင်းထံမှပြန်သာဖြစ်လေသည်ကိုအောင်မင်းသည် စိတ်ကူးရင်ဝိထုများအားရေးနေကြစာရေးဆရာတယောက်ပြီးပြီး ခင်အားပြန်ကြားလိုက်သောအစာတွင်ဖော့ဖွဲ့နှွံ့နှံ့စိတ်ကူးယဉ်ထားလေသည်ခင်ချမ်းချမ်းစိစိနဲ့အင်မတန်စိတ်ပျက်စရာကောင်းနေတဲ့ညအချိန်ပိုင်းမှာခင်စာကိုဖတ်ရတော့ကျုပ်ဖို့ကုသိုလ်ကောင်းတယ်လို့ပြောရလိမ့်မယ်ထင်ပါတယ်ကိုထွန်းတောင်းနဲ့ပတ်သက်ပြီးကျုပ်မအံ့ဩပါဘူးဒါပေမဲ့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ခင်စာကိုဖတ်ရတဲ့အတွက်ကျုပ်ကုသိုလ်ကောင်းတာကိုပဲသိတယ် ကျုံအခုပဲစိတ်ပြေလက်ပြောင်းညာ9နာရီပွဲရုပ်ရှင်ကပြန်လာလို့ကျုံအခန်းထဲကိုရောက်မှခင်စာကိုမမျောလင့်မဲ့တွေ့ရတယ်။အဝေစားတော့မလဲနိုင်သေးပဲခင်စာကိုဖတ်ကြည့်ရတယ်။ခင်လို့မိတ်ဆွေကောင်းတယောက်ရဲ့အကြံပေးချက်ဝေဖန်ချက်တွေဟာကျုံဖို့တိတ်ပြီးအဖို့တန်နေအတုံးလေးဝင်ပါလေ။ဒါကြောင့်အင်မတန်ကျေးဇူးတင်နေတဲ့အကြောင်းကိုပြောခွင့်ပြုပါ။ခင်ကအခုလိုလေးလေးစားစားနဲ့ကျုပ်ဝိထုကိုစိတ်ဝင်စားတဲ့အကြောင်းရေးလိုက်တဲ့စာဟာကျုပ်အတွက်အများကြီးပဲအထောက်ပံ့ရပါတယ် ကိုထွန်းတောင်ခင်းစီလာပြီးမဟာတရားလုံသွားတယ်လို့သိရတဲ့အတွက်စိတ်မကောင်းမိဘူးတောင်းမှန်ကဝတရားရှိတဲ့အတိုင်းပဲတောင်းမှန်လိုက်ပြရစေဒါပေမဲ့ခင်ကကျုပ်ဝတ္ထုကိုကုလို့တစ္ဆာရှိရှိနဲ့မညာမတာ ဝေဖန်လိုက်တာဟာတမျိုးတော့ကောင်းသွားတယ်လို့ထင်မိတယ်ခင်ဝေဖန်လိုက်တဲ့အတွက်ကိုထွန်းတောင်ဟာတည်သွားချာပြီလို့ဆိုရမှာပဲကိုထွန်းတောင်တည်သွားရတဲ့အတွက်နောက်ထပ်ပြီးခင်ကိုရောတခြားမိမသားတွေကိုရောမဟာတရားလုံနိုင်တဲ့အကြောင်းမရှိတော့ဘူးထင်ပါတယ် ခင်ကဒီလိုဝေဖန်လိုက်ကမှကျုံလေထားပစ်ခဲ့တာကြာပြီ ဖြစ်တဲ့အရင်မမိမက်ပြက်ပြထားခဲ့တဲ့ဝိထုကြီးကိုတတိယပြီပြန်ဖတ်ကြည့်မိတယ်ခင်ဝေဖန်တာတွေအလုံးမှန်နေတာကို တွေ့ရတော့စာရေးစရာတယောက်အနေနဲ့ကျုပ်ရဲ့ခြုံရင်းချက်တွေအားနည်းချက်တွေကိုတွေ့လာပြီရှက်တောင်ရှက်မိလာတယ်ဒါကြောင့်အဲ့ဒီမပြီးဆုံးသေးတဲ့ပြထားတာကြာပြီဖြစ်တဲ့ဝိထုကြီးကိုကျုပ်ဘာလို့ပြစ်တယ်လို့ခင်ထင်တယ်လေပြောသားမှာ အဲ့ဒီဝိထုကြီးကိုကျုပ်မီးချိုးပြစ်လိုက်ပြီခင်ကဲကျင်းနေပါလားဒါကြောင့်ရှင်ကဝေဖန်လိုက်တဲ့အတွက်သူ့ကမြတောင်မရောက်မြောင်းမရောက်နဲ့လေလွင့်ခြောက်သွားရချာနေတဲ့ကိုထွန်းတောက်တော့တေချာပြီလို့ခက်ချောချောကပြောလိုက်ရတာပဲနောက်တည်းဒီလိုဟာခင်းစီကိုလာပြီးမှဟာတရားလုံနိုင်အောင်ပါတဲ့လားခင်ဒီကိုအမေစာကိုဒီလောက်ပဲဖတ်နိုင်တာရင်ထဲတွင်ကတုံကရင်ဖြစ်လာလေဤဟင် ကိုထုံးတောက်တယောက်တေချာပြီတဲ့လားကွယ်ခင်ဒီဘသူကိုများမင်းနေရပါတည်းခင်ဒီဝမ်းနေပက်လက်ဖြစ်နေရပေသည်လွမ်းဆွတတတယ်လို့လည်းဖြစ်လာရပေသည်ထို့ကြောင့်ခင်ဒီကိုအောင်မင်းစာကိုအဆုံးတိုင်မဖတ်ရှင်တော့ဖတ်လည်းမဖတ်နိုင်တော့မြားသက်ပဲယုံသည်တိတ်ဆိတ်ငြိမ်သက်လျက်သာရှိနေ၏တိတ်ဆိတ်ငြိမ်သက်နေသောပန်ဝန်းကျင်အတွင်းသို့အင်းလျားဤတစ်ဖက်တကမ်းမှလာနေကြတေးတန်သည်ခါတိုင်းကဲ့သို့ လာရောက်တိုးဝေ့ခြင်းတော့မပြုတော့ပေလေယူသည့်ရုတ်တရက်ဝေရန်၍တိုက်ခတ်လာ၏ဒီလိုတိုက်ခတ်ရင်ခိလက်ထဲမှစာရွက်တရွက်ကိုခလန်းလန်းမှဝယုံပင်များပတ်စီသို့တည်ဆောင်သွားနေသည်မိမိလက်ထဲမှလွင့်ပါသွားသောစာရွက်ကိုခင်သည် လိုက်ဖမ်းရန်စူးစမ်းခြင်းမပြုပဲငြိမ်သက်စွာရင်မြဲတိုင်းငေးမောကြည့်ရှု၍နေပေသည်လေယဟုန်တွင် ကျွေလွင့်ဝဲပြန့်နေသောဝရွက်များနှင့်ခင်းလက်ထဲမှပါသွားသောစာရွက်သည်ယောနောဝဲပြန့်နေပါပကောခင်းသည်လွန်ခဲ့သောသုံးရက်ခန့်ကကိုထွန်းတောက်အားစတင်၍တွေ့ခဲ့ရသောနေရာကလေးကိုလွမ်းဆော့တတသွားငေးစား၍ကြည့်နေရှာ၏တို့ရတွင်ယနေ့ညနေသော၌ကိုထွန်းတောက်သည်ထိုနေရာကလေးသို့မလာရောက်နိုင်ရှာတော့ခင်ကတတ်လိုက်သဖြင့်သူခံများတေရရှာပကောလာကွယ် ရှုမဝမဂ္ဂဇင်ဩဂုတ်လ1953ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးဗမောတင်အောင်ရေးသားတော့မြားတပည့်ယုံလို့အမည်ရတဲ့မဂ္ဂဇင်ဝတ္ထုကိုထပ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ